လူနဲ့မြမတတဝါတို့၏ကိုးကွယ်ရာအစ်စ်ဖြစ်တော်မူသော ခောရမမြတ်စွာဘုရားရှင်သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်ဝယ်ကိန်းအောင်မွေးလျော်တရင်သုံးတော်မူစဉ်ကဖြစ်ပါတယ်။တခုသောဓမ္မသဘင်မှာယဟန်တို့သည်မြတ်စွာဘုရားတောထွက်တော်မူပုံများကိုချီးမွမ်းပြောဆိုနေကြပါတယ်။ထိုအခိုက်မှာမြတ်စွာဘုရားရောက်ရှိလာပြီးခြေသားယဟန်တို့ငါဘုရားသည်ယခုဘဝမှသာတောထွက်ခဲ့သည်မဟုတ်ရှေးယခင်ဘဝကလည်းတောထွက်ခဲ့ဘူးလေပြီဟုအစချီကား ဤမဟာဇနက်ကဇတ်တော်ကြီးကိုဟောကြားတော်မူခဲ့ပါတယ်။မဟာဇနက်ကဇတ်တော်ရှေးလွန်နေပြီးသောအခါကဝိဒေဟာတိုင်းမိထေလာပြည်ကို မဟာဇနက်ကဘယင်ကြီးထိနှံဆုဆန်တော်မူပါတယ်။မဟာဇနက်ကဘယင်ကြီးမှာတားတော်နှစ်ပါးထွန်းကားခဲ့ပြီးတားတော်အကြီးအရိဋ္ဌဇနက်ကကအေရှိဇံဖြစ်ပါတယ်။တားတော်အငယ်ပေါ်လာဇနက်ကကတော့စစ်တေနာပတိချုပ်ဖြစ်ပါတယ်။ မဟာဇနကဘီရင်ကြီးနဲ့ရဆန်တဲ့အခါနောင်တော်အရိဋ္ဌဇနကသည် မင်းပြူတော်မူပြီးညီတော်ပေါ်လဇနကကိုအိရှိဇံအဖြစ်ခံထားတော်မူခဲ့ပါတယ်။အခါတစ်ပါးမှာဘီရင်ကြီးအရိဋ္ဌဇနကသည်ကျုံယုံအမတ်တူဤဂုံချောစကားကိုနားယောင်ပြီးအိရှိဇံညီတော်ပေါ်လဇနကကိုဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ညီတော်ပေါ်လဇနကသည်တစ္ဆာတန်တီးပြီးတော့အချုပ်ထောင်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြီးလွမြောက်သွားတဲ့အင်းရှိစာ ပေါ်လာစနကမင်းသားဒီနေဇတ်ဒေတာများမှာလူသူလက်နဲ့စူဆောင်းပြီးတော့နော်နော်အရိဒ္ဓဇနကဘယင်အားစစ်ပြိုင်ပြူရာအတွက် ရွှေနန်းတော်ကိုအင်အားအလုံးအရင်ချစ်တက်လာခဲ့ပါတယ်လူသူလက်နဲ့အင်အားအပြည့်အစုံနဲ့ရောက်ရှိလာတဲ့ပေါ်လာဇနကကထီနန်းအယံနဲ့ထီနန်းမအံ့နံလိုပါကရှင်ပြန်စစ်ထိုးကြရာနော်နော်အရိဒ္ဓဇနကဘယင်ကြီးထံရှာဇတန်ပေးခဲ့ပါတယ် နောင်တော်အရိဋ္ဌဇနကဘယင်ကြီးသည်ကိုဝန်အရင်မှာရှိနေတဲ့မိဖုရားကြီးအားကိုဝန်ကိုဂရုစိုက်ရန်အတဏ္ဏမှာကြပြီးတော့ညီတော်ပေါ်လာဇနကကိုရင်ဆိုင်ဖို့အတွက်စစ်မြေပြင်ကိုထွက်ခွာသွားခဲ့ပါတယ်။နောင်တော်ညီတော်နှုတ်တို့စစ်မြေပြင်မှာဆင်စီချင်းထိုးကြရမှာတော့နောင်တော်အရိဋ္ဌဇနကဘယင်ဟာညီတော်ပေါ်လာဇနကရဲ့လက်ချက်နဲ့နောက်ရဆန်းကံတော်ကိုငဲ့ရှာပါတယ်။ အရိဋ္ဌဇနကဘေယျကြီးနိုင်ရစံတဲ့တရင်ကိုကြားတဲ့အခါမိဖုရဲ့ခေါင်းကြီးဟာရွှေနန်းတော်ကနေရုတ်ဖြက်ပြီးတော့တိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်။ဖရာလောင်းကိုကိုဝန်ဆောင်ထားရတဲ့မိဖုရဲ့ခေါင်းကြီးအတိဒုက္ခရောက်နေတာကိုတရားမင်းသိတဲ့အခါမိဖုရဲ့ခေါင်းကြီးကိုကူညီဆောက်ရှောက်ဖို့အတွက်တရားမင်းဟာတာဝရင်သာနတ်ပြည်ကနေလူပြည်ကိုဆင့်တက်လာပါတယ်။တရားမင်းဟာသူ့ကိုယ်သူယထာရင်းတဦးအတွင် ဆောင်ပြီးတော့ဖရာလောင်းဤမိခင်ကြီးအား ကာလစံပနဂိုပြည်ကို မြင်းရထနဲ့လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပေါ်လာစနကမင်းဟာမိထီလာပြည်ကိုဘရင်အဖြစ် စိုးစံအုပ်ချုပ်တော်မူခဲ့ပါတယ်။ဖရာလောင်ဤမိခင်မိဖုရားခေါင်းကြီးအားကာလစံပနဂိုပြည်မှတိတာပမောခဆရာကြီးဇနီးမောင်နှံတို့ကနှမငယ်တဦးကဲ့သို့ပြုစုဆော့ရှော့ခဲ့ကြပါတယ်။ရက်လာစေတဲ့အခါမိဖုရားခေါင်းကြီးသည်ရုပ်စင်းအင်္ကာနှင့်ပြည့်စုံသော ဖះလောင်းကိုဖွားမြင်ခဲ့ပါတယ်ဖះလောင်းရဲ့အမိကိုတော့မဟာဇနက်ကလို့ခေါ်တွင်ခဲ့ကြပါတယ်ဒိတာပမောခဆရာကြီးဇနီးမောင်နှံနဲ့မိဖုရဲ့ခေါင်းကြီးတို့ဟာဖះလောင်းမဟာဇနက်ကမင်းသားကိုမင်းသားတို့တတ်အပ်သော အထာရတ္တ၁၈ရက်သောပညာရများကိုငယ်ရွယ်စဉ်ကတည်းကကောင်းစွာ သင်ကြားလေ့ကျင့်ပေးခဲ့ကြပါတယ်ဉာဏ်ပညာထက်မြက်ပြီးလေမာရေးချရှိတဲ့ဖះလောင်းမဟာစနက်ကမင်းသားဟာအထာရတ္တ၁၈ရက်သောပညာရများကို ကောင်းစွာတက်မြောက်ခဲ့ပါတယ်အရွေရောက်လာတဲ့မဟာစနက်ကမင်းသားဟာဖခင်ကြီးရဲ့အရဲ့အရာဖြစ်တဲ့ထီးနှန်းကိုပြန်လဲသိမ့်ယူလိုတဲ့အကြံစီဖြစ်ပေါ်ခဲ့ပြီးတော့လူသူလက်နဲ့ဆူဆောနိုင်ရန်အတွက်ကိုစီကူတန်းရောင်းဝယ်ခွင့်ပြုဖို့မိခင်ကြီးကိုအတန်းနံခွင့်တောင်းခဲ့ပါတယ်။ပင်လယ်ကြီးချောင်းခီးမှတဆင့်ကိုစီကူတန်းရောင်းဝယ်ခွင့်ပြုဖို့မဟာစနက်ကမင်းသားကအချိန်ကြီးတောင်းဆိုတဲ့အခါမိခင်ကြီးကလိုက်လျောခွင့်ပြုခဲ့ပါတယ်။ မဟာစနကမင်းသားဟာကုံစီ ကုသယောင်းဝန်နေရအတွက်အပေါင်းဖော်များနဲ့တူပင်လေပြင်ခီးကိုစတင်ထွက်ခွာခဲ့ပါတယ်။ပင်လေပြင်မှာရဲ့အနေငယ်ကြာပြီးတဲ့နောက်မဟာစနကမင်းသားစီးနင်းလိုက်ပါလာတဲ့သင်းမောဟာမုံတိုင်းမိပြီးပင်လေပြင်မှာနစ်မြုပ်ခဲ့ရပါတယ်။ဖရားလုံးမဟာစနကမင်းသားဟာယောက်ျားတို့ရဲ့ဇွဲလုံးလောက်ဝရိယနဲ့ပင်လေပြမှာ ခုနှစ်ရက်တိုင်တိုင်ကူးခတ်နေခဲ့ပါလေ။နတ်တို့တနင်းတရားမင်းဟာ ဖျားလောင်းမဟာဇနက်ကမင်းသားကိုကယ်ဆယ်ရန်အတွက်မြစ်ဆောင်တဲ့သမီးမဏိမေခလာကိုတာဝန်ပေးခဲ့ပါတယ်။မဏိမေခလာဟာဖျားလောင်းမဟာဇနက်ကမင်းသားကိုပင်လယ်ပြင်မှာဆေးယူပြီးတဲ့နောက်မိထီလာပြည်မင်းတို့ရဲ့နာခိုရာဖြစ်တဲ့ဥယျံတစ်ခုရဲ့ကြောက်ဖြာထက်မှာတင်ထားခဲ့ပါတယ်။မိထီလာပြည်မှာတော့ဘယင်ကြီးပေါ်လာဇနက်ကနတ်ရွာဆန်သွားပြီးဖြစ်ပြီးရွှေနန်းတော်မှာတီဝလိဒေဝီမင်းသမီးတစ်ပါးသာကြံရစ်ခဲ့တာဖြစ်ပါတယ်။ ထိနန်းအရရာကိုဆက်ခံပြီးမင်းလောင်ရှာဖွေရန်အတွက်မူကြီးမတ်ရာတင်နာပတိတို့ဟာဖို့သွင်းယထာကိုစေလွတ်ခဲ့ကြပါတယ်ဖို့သွင်းယထာဟာကောင်းကင်ကိုပြန်တက်သွားပြီးတော့မိထီလာပြည်အတွက်မင်းလောင်ကိုလိုက်လံရှာဖွေခဲ့ပါတယ်မင်းလောင်လိုက်လံရှာဖွေတဲ့ဖို့သွင်းယထာဟာမဟာစနစ်ကမင်းသားနာခူရာကြောက်ဖြာစီကို ရောက်ရှိလို့လာခဲ့ပါတယ်မူကြီးမတ်ရာတင်နာပတိတို့နဲ့ဗေမနပုံသားများဟာ ဖျားလုံးမဟာဇနက်ကမင်းသားဤကြံရင်လက္ခဏာတို့ကိုကြည့်ရှုကာဘယင်ဖြစ်ထက်သူအဖြစ်တညီတညိုသေးတပ်မတ်အတီးပြုခဲ့ကြပါတယ်မင်းလုံးရှာဖွေရန်ရောက်လာကြတဲ့မူကြီးမရသီနာပတိတို့ဟာဖျားလုံးမဟာဇနက်ကမင်းသားကိုမင်းမြောက်တန်စာ၅ပါးဆင်းရင်စီပြီးတော့မိထီလာရွှေနန်းတော်ကိုဆောင်ယူခဲ့ကြပါတယ်တီဝလီဒီဝီမင်းသမီးသည်ဖျားလုံးမဟာဇနက်ကမင်းသားအားဉာဏ်ပညာရှိသူ ဟုတ်မဟုတ်ဘုန်းကံရှိသူဟုတ်မဟုတ် စံတက်စစ်စီးပြီးနောက်ဘရင်အဖြစ်အတိအမှတ်ပြုလက်ခံခဲ့ပါတယ်။ဖရာလောင်မဟာဇနကမင်းသားဟာပေါ်လာဇနကမင်းရဲ့မှားကြချက်အတိုင်းရှားစပလင်ဤဥကောင်းရင်ပဲအားပြသနိုင်ခြင်းရွှေနန်းတော်မှာမြုပ်နှံထားတဲ့ရွှေဦးကြီး16လုံးတို့အားတူးဖော်ယူငင်စေခြင်းဘူကြီးတဆောင်တင်နိုင်သောလေးကိုတူးဦးတဲ့ဖြင့်ကောင်းစွာတင်နိုင်ခြင်းစတဲ့စွမ်းရည်များကို တီဝလီဒေဝီမင်းသမီးနဲ့မူကြီးမယားတင်နာပတိတို့ရှေ့မှာပြသခဲ့ပါတယ်။ဖះလောမဟာဇနက်ကမင်းသားဟာတီဝလီဒေဝီမင်းသမီးကိုမိဖုရဲ့ခေါင်းကြီးအဖြစ်တင်မြောက်ပြီးယာဇဗိတေကဘွဲခံနန်းတက်ဘွဲအခမ်းနာကို ခန္ဓာကြီးကျယ်စွာဆင်ရင်ကျင့်ပါကမိထီလာပြည်ဤဘယင်အဖြစ်လက်ခံတော်မူခဲ့ပါတယ်။ဖះလောမဟာဇနက်ကမင်းသည်မင်းကျင့်တရားများနဲ့အညီတိုက်ပြည်ကိုကောင်းမွန်စွာစီမံအုပ်ချုပ်တော်မူခဲ့ပါတယ်။ ဖရာလောမဟာဇနကမင်းသားနဲ့တိဝလိဒီဝီမင်းသမီးတို့ဟာဒီဃာဟုအမည်ရတဲ့တာယရဏတူကိုလည်းထွန်းကားခဲ့ပါတယ်။တခုသောအခါသမယမှာဖရာလောမဟာဇနကဘယင်ဟာစစ်အင်္ဂါ၄ပါးခြံရံပြီးတော့တရက်ဥယျံတစ်ခုကိုလှဲ့လေကြည့်ရှုတော်မူခဲ့ပါတယ်။ဖရာလောမဟာဇနကဘယင်ဟာတရက်ဥယျံအတွင်းမှာဝင့်မဲ့ဤဆက်နေတဲ့တရက်သီးများစွာအနက်တရက်သီးမဲ့တလုံးကိုဆင်ထက်မှခူးယူပြီးတော့တုံးဆောင်ခဲ့ပါတယ်။ ဘီရင်ကြီးမဟာဇနက်ကတရက်ဥယျာဉ်အတွင်းအနားယူနေတဲ့အချိန်မှာတော့အဒူပါလာတဲ့စစ်တီရဲမှန်များဟာတရက်ပင်ကတရက်တိများကိုသူ့ဆန်ကခုယူခဲ့ကြပါတယ်အချို့ကဒုတ်အုပ်ကြောက်ခဲအဆရှိသည့်တို့နဲ့တရက်ပင်ကို ပြစ်ခတ်ပြီးတော့ခုယူခဲ့ကြတဲ့အတွက်တရက်ပင်များဟာဂိုင်းများကျိုးကျပြီးတော့ပျက်စီးကုန်ပါတယ်မဟာဇနက်ကဘယင်ကြီးဟာတရက်ဥယျံမှာတနေ့တာအနားယူတော်မူပြီးတဲ့နောက်ညနေခင်းအချိန်ခါမှာတော့စစ်အင်္ဂါ၄ပါးနဲ့အတူ တရက်ဥယင်ကနေပြန်လဲထွက်ခွာလာခဲ့ပါတယ်။မနက်ပိုင်းကအသီးတွေတဝေးဝေးအရွက်တွေတလွင်လွင်နဲ့လှပဝေစားခဲ့တဲ့တရက်ပင်များဟာအခုအခါမှာတော့အရွက်များကြွေကြအသီးများမြေခအခိုင်းကြီးကြိုးကြပြီးတော့အယုံဆိုးအကြီးတန်ခဲ့ရပြီဖြစ်ပါတယ်။မဟာစနက်ကဘယင်ကြီးဟာမင်္ဂလာစင်တော်ကိုခိတရနာစီပြီးတော့မင်္ဂလာစင်တော်ထက်ကနေတရက်ပင်တွေကိုအချိန်တော်ကြာအောင်ငေးဆိုင်ပြီးတော့ကြည်နေခဲ့ပါတယ်။ တရသည့်ကြောင့်တရပင်များပျက်စီးရသလို စီစဉ်ဥစ္စာတို့ကြောင့်လူတို့ပျက်စီးနိုင်မုံကိုမဟာစနစ်ကဘယင်ကြီးရဲ့စိတ်ထဲမှာတံဝေကညံနေတဖွာဖွာဖြစ်ပေါ်လာပါတော့တယ်။အဲ့ဒီနောက်မဟာစနစ်ကဘယင်ကြီးဟာသူ့ရဲ့ထီနန်းစီစဉ်ကိုအပြီးပန်ဆွန့်လွတ်ပြီးတရားဓမ္မကြင့်ကြံဖို့အတွက်ယတိဝတ်ရန်ဆုံးဖြတ်လိုက်ပါတယ်။မဟာစနစ်ကဘယင်ကြီးဟာတားဖြစ်သူဒီကာဝမင်းသားကိုထီနန်းလွှဲအပ်ခဲ့ပြီးတဲ့နောက် ယတိဝတ်ခာတရားဓမ္မကြင်ကြံအားထုတ်ရန်အတွက်ဟိမဝန္တာကိုထွက်ခွာခဲ့ပါတယ်။မိဖုရားကြီးတိဝလိဒေဝီနဲ့မိဖုရားများဟာဘယင်ကြီးမဟာစနက်ကကိုတောမထွက်ရန်နီလန်အမျိုးမျိုးနဲ့တားမြစ်ကြပါတယ်။တားမြစ်လို့မရတဲ့အခါသူမတို့ဟာယတိကြီးမဟာစနက်ကနောက်ကိုလိုက်သွားခဲ့ကြပါတယ်။ယတိကြီးမဟာစနက်ကဟာမိဖုရားများကိုသူ့နောက်မလိုက်ကြဘူးတားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့မိဖုရားများကတော့သူ့နောက်ကိုဆက်လက်ပြီးတော့လိုက်ပါခဲ့ကြပါတယ်။ကောင်းခင်ခီးဖြင့်ဟိမဝန္တာမှကြွားမြန်လာကြတဲ့ယတိမြတ်နှစ်ပါးဖြစ်တဲ့နာယထယတိနဲ့မိဃာစေယတိတို့ဟာမဟာစနက်ကယတိကြီးအားတောထွက်ခြင်းရဲ့ကောင်းကျိုးများနဲ့ကာမဂုဏ်ရဲ့အပြစ်များကိုပြောကြကမဟာစနက်ကယတိကြီးရဲ့တောထွက်ခြင်းကိုအားပေးခဲ့ကြပါတယ်။ဟိမဝန္တာကိုထွက်ခေါ်လာတဲ့ယတိကြီးမဟာစနက်ကလက်ခုလက်တနေရာမှာတော့မြတ်ပြစ်သမားတအူးကိုတွေ့ခဲ့ပါတယ်။ မြပြစ်သမားဟာသူ့ရဲ့မြတာနေကိုဖြောင့်တန်းအောင်ပြုတ်လို့နေပါတယ်။ယတိကြီးမဟာဇနကကမြတာနေကိုဘာကြောင့်ဖြောင့်တန်းအောင်လုပ်နေရသလဲလို့မေးမြန်းခဲ့တဲ့အခါမှာတော့မြပြစ်သမားကမြတာများဟာဖြောင့်တန်းမှသာလျှင်ပြစ်မှတ်ကိုထိနိုင်ကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။ယတိကြီးမဟာဇနကဟာမြပြစ်သမားကိုမေးမြန်းပြီးတဲ့နောက်ဟိမွန်တာခီးကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။လမ်းတနေရာမှာတော့မင်းကလေးငယ်လေးတဦးဟာလက်ကောက်ခွင်းများစွာကိုဝတ်ဆင်ထားပြီးတော့ ဇဲခုတ်ကစားနေတာကိုတွေ့ရပါတယ်။သူမဝတ်ဆင်ထားတဲ့လက်ကောက်တွေကအတန်တချွင်ချွင်မြည်နေပါတယ်။ရတိကြီးကလက်ကောက်များဘာကြောင့်အတန်မြည်နေတာလဲလို့မိန်းကလေးငယ်ကိုမေးမြန်းခဲ့ပါတယ်။ဒီအခါမှာမိန်းကလေးငယ်ကလက်ကောက်ခွင်းတွေကအချင်းချင်းပွတ်တိုက်နေတဲ့အတွက်အတန်မြည်နေတာဖြစ်ကြောင်းနဲ့ဒီဘက်လက်ကလက်ကောက်ကတော့တခွင်းနဲ့ဝတ်ဆင်ထားတဲ့အတွက်အတန်မမြည်ပါဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ရတိကြီးမဟာဇနကဟာ မြရာဥပမာ လက်ကောက်ဥပမာများပေးပြီးတော့မိဖုရားများကို သူ့တော်မလိုက်ခဲ့ဘူးတားမြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မိဖုရားများဟာရတိကြီးမဟာဇနကရဲ့ဇကားကို နာခံပြီးတော့နန်းတော်ကို ပြန်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရတိကြီးမဟာဇနကဟာဟိမဝန္တာတော်ကို ရောက်ရှိသွားခဲ့ပြီးသူ့ဘဝတသက်လုံးတရားဓမ္မများကိုကြင်ကြံအားထုတ်ကာနေထိုင်သွားခဲ့ပါတယ်။ မဟာစနကမင်းကြီးရဲ့မိဖုရဲ့ခေါင်းကြီးဖြစ်တဲ့တီဝလိဒီဝီဟာရွှေနန်းတော်ကိုပြန်ရောက်ပြီးတဲ့နောက်တတော်ဒီကာဦးမင်းသားကိုထိနှက်အနှံငါယတိမဝတ်သွားခဲ့ပါတယ်မိဖုရဲ့ခေါင်းကြီးတီဝလိဒီဝီဟာယတိမဝတ်ပြီးတရက်ဥယျာဉ်အတွင်းမှာတရားဓမ္မများကို သူ့ဘဝတစ်လျှောက်လုံးကြည်ကြံသွားခဲ့ပါတယ်မြတ်စွာဘုရားရှင်သည်အတိတ်ဘဝဇာတ်ကြောင်းကိုဟောကြားတော်မူပြီးဇာတ်ပေါင်းငန်းကိုဆက်လက်ဟောကြားခဲ့ပါတယ်မဟာစနကဇတ်တော်မှာ မာစနကမင်းသားကိုကယ်တင်ခဲ့တဲ့မြစ်ဆောင်နတ်သမီးမဏိမေခလာသည်ယခုဘဝမှာ ဥပလဝံထေရီဖြစ်လာပါလေထိုစဉ်အခါကဒီကဟုမင်းသားဟာယခုအခါရာဟုလာတာမဏိဖြစ်လာပါလေထိုစဉ်အခါကခိမဝန္တာမကောင်းကင်ခီးဖြင့်ကြွားမြလာပြီးယတိကြီးမဟာစနကကိုအပိစကားပြောကြားခဲ့ကြတဲ့ယတိမြတ်နှစ်ပါးဖြစ်တဲ့နာရထယတိနဲ့မိခာစဉ်ယတိတို့ဟာ ယခုအခါမြတ်စွာဘုရား၏လက်ဝဲတော်ရာအရှင်မဟာမောက္ကလန်နှင့်လက်ရာတော်ရာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးနှစ်ပါးဖြစ်လာပါတယ်။ထိုစဉ်အခါကလေးပြက်သမားသည်ယခုအခါမြတ်စွာဘုရား၏အလိုအကျွေးညီတော်အာနန္ဒာဖြစ်လာပါတယ်။ထိုစဉ်အခါကလက်ကောက်ခွေးများစွာဝတ်ဆင်ပြီးစေခုတ်တန်းကစားနေခဲ့တဲ့မိန်းကလေးငယ်ဟာယခုဘဝမှာတော့ကောသလမင်းကြီးရဲ့မိဖုရားဉာဏ်ပညာထက်မြက်တဲ့ခေမာမိဖုရားဖြစ်လာပါတယ်။ ထိုစဉ်အခါကတိဝလိဒေဝီပေတပိရတော်ရာဟုလာဤမေတော်ရသောရာဒေဝီဖြစ်လာပါတယ်ထိုစဉ်အခါကမဟာစနကမင်းဤမိဘနှစ်ပါးသည်ယခုဘဝမှာတော့မြတ်စွာဘုရားဤဖာခမီတော်နှင့်မေတော်တို့ဖြစ်လာကြပါတယ်ထိုစဉ်အခါကမဟာစနကမင်းကြီးသည်ယခုအခါငါဘုရားဖြစ်လာခဲ့လေပြီဟု၍မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှဟောကြားခဲ့ပါကြောင်းမဟာစနကဇတ်တော်ကြီးကို စီစဉ်တင်ဆက်လက်ရပါတယ်ယူကျူပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေတော်မူကြပါစေခင်ဗျာ